လီတူခရိုင်လေတိုမြို့နယ်စီမံအချို့နယ်မြေတောင်ခင်ကျေးရွာအတွင်း2025ခုနှစ်အော်တိုဘာလ28ရက်နေ့တွင်အနာသိချက်ဖက်စတမ်ဒရုန်းဖြင့်ပြစ်ခတ်မှုကြောင့်နေတလုံးပျက်စီးခဲ့ရပြီး29ရက်နေ့တွင်ခလရ964တိုက်ရင်မှဒရုန်းဖြင့်ထပ်မံပြစ်ခတ်ခဲ့သောကြောင့်နေတလုံးလည်းထိခိုက်ပျက်စီးခဲ့ရတဲ့အပြင်ဆော်တီမြို့နယ်တွင်လည်း2025ခုနှစ်အော်တိုဘာလ10ရက်နေ့၌အနာသိချက်ဖက်စတမ်ကွင်းဒလာကြီးကျွာတွင်သော စစ်ကြောင်းထုံးဝေရလာပြီးပြည်သူလူထုပိုင်နေ82လုံးကိုမိဆို့ဖျက်ဆီးခဲ့ပါတယ်။ထို့ပြင်ဘေးဒဝဲခရိုင်ကဆလိုမြို့နယ်တရားချောင်းနယ်အတွင်း2015ခုနှစ်အောက်တိုဘာလ25ရက်နေ့တွင်အနာသိကျက်ဖက်စစ်တပ်၏တပ်ရင်း403 404 405တို့ပါဝင်တဲ့ပူပေါင်းစစ်ကြောင်းမှစစ်ကြောင်းထုတ်လာတဲ့အတွက်တိုက်ပွဲနဲ့မသက်ဆန်တဲ့လဘကျွအတွင်းရှိပြည်သူလူထုပိုင်နေအိ40လောက်အားမိဆို့ဖျက်ဆီးခဲ့ပါသည်။ အနာသိကျပစတမ၎င်းတို့ထိချွေရဒေတာအတွင် အတူရရွေးကောက်ပွဲကျပနိုင်ရဲ့အတွက်ညင်ချနဲ့တရားပြုမှုနေတော်လဲကော်တူလီအုပ်ချုပ်မှုနယ်မြေအတွင်းနဲ့တော်လိုင်းတပ်ဖွဲ့များထိချွေရနယ်မြေအတွင်းနှင်းစဉ်အဲ့သက်ပြည်သူများကိုပြစ်မှတ်ထားပြီးလေကြောင်းမှဗုံးကျက်တက်ခတ်မှုများနဲ့လက်နက်ကြီးပြစ်ခတ်တက်ခတ်မှုများကိုဆင်ဆက်မပြတ်ကျူးလွန်လျက်ရှိပါတယ်။